ဒီကနေ့မှာတော့ဖျားပွင့်ရာအိန္ဒိယနိုင်ငံမှာဘာကြောင့်သာသနာကွယ်ပြောက်ခဲ့ရတယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာဖျားပွင့်တော်မူရာအိန္ဒိယနိုင်ငံမှာဗုဒ္ဓသာသနာကွယ်ပြောက်ခဲ့ရတဲ့အကြောင်းကလည်းအလွန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်သင်ခန်းစာယူစရာလည်းကောင်းလာပါတယ်ဒါကြောင့်ဒီကနေ့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာ 14ရာစုကိုရောက်တဲ့အခါဗုဒ္ဓမြတ်စွာဘုရားဝေးဖွာရာအိန္ဒိယဒေသမှာဗုဒ္ဓသာသနာလုံးဝကွဲပြောက်သွားပါတယ်တဲ့။ဒါကြောင့်ဇာယိဆရာကအိန္ဒိယနိုင်ငံသာသနာကွဲပတ်ခြင်းအကြောင်းမှာအသုံးချက်ရှိကြောင်းအတည်ပြုလက်ခံထားပါတယ်။နံပါတ်၁ကတော့ယဟန်တော်များတိလမြေတားခန္ဒီစတဲ့အခြေခံယဟန်ကျင့်ဝတ်တွေမှာယောဘအားနေခြင်းနောက်ဆုံးလုံးဝတိတ်ခါမရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။ နံပါတ်2ကတော့အတ္တဝါဒသည်ခေါင်းဆောင်မျိုးမျိုးပုံစံအမျိုးမျိုးတို့ကိုအတွဲလှိုက်၍မှုခြင်းနောက်ဆုံးဘုရားဘာသာအမိခံမြတာခံပြီးတော့အတ္တကိုမှန်တိုင်းထားတယ်မဟာယနယဟန်များဖြစ်လာခြင်းဒီကနေတဆင်းခိုင်းစရာမောစရာအဖြစ်ကိုရောက်ကြခြင်းတို့ကြောင့်ဖြစ်ပါတယ်နံပါတ်3ချက်ကတော့နောက်ဆုံးမိစ္ဆာယန်သူတို့အတ္တမအကျဉ်းဖတ်ပြီးတော့နှိမ့်ဆက်တက်ဖြတ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်သို့တော့ဘလို့ပဲဆိုစီကဘူးအဓိကအကြောင်းရင်းစင်းမြစ်ကတော့ ယဟန်များယဟန်လိုမနေကြခြင်းကြောင့်ဖြစ်ပါတယ်။ယဟန်တော်များအတွင်းသာသနာယိုယွင်းအားနည်းတဲ့အတွက်သာသနာကွယ်ပြောက်ခဲ့ရခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားပြိဋိဘံပြုပြီးတဲ့နောက်မှာအနှစ်တရာကြာတဲ့အခါမှာဝိဇီတိုင်းသားယဟန်တွေကဝိနည်းဥပဒေကိုယိုသေးစွာ လိုက်နာကြခြင်းမရှိတော့ဘဲနဲ့ရွှေငွေနဲ့သေရည်သေးရဲ့စသည့်တန်ဃာတော်နဲ့မအပ်ဆက်တဲ့အရာတွေကိုအရမတရား၁၀ပါးတွေကို တီထွင်ပြုလုပ်လာကြပါတယ်။ လူနဲ့နီးစပ်ဖို့ဝင်းနီးကိုပြန်လဲပြင်ဆင်လိုကြပါတယ်။မထေကြီးများကဝင်းနီးဒေသနာအတိုင်းအာနာဒေသနာတော်ဖြစ်တဲ့အခါကျတော့တိတိကျကျလိုက်နာရမယ်လို့ကြေညာခဲ့ကြပါတယ်။အကြီးအကျယ်လည်းညင်းခုန်ကြပါတယ်။စိတ်ဝမ်းတွေလည်းကွဲကြပါတယ်။ဒါကြောင့်ဝေသာလီပြည်မှာ ကာလာတောကမင်းကိုအမိသည်ပြုတ်ပြီးတော့ဒုတိယသံဃာယန္တနာတင်ကြပြီးတဲ့အခါမှာအာရမတရားတွေကိုပယ်ဖျက်ခဲ့ကြပါတယ်။ တိတိကျကျပြည့်ပြတ်သားသားဆုံးဖြတ်ပြီးတော့ဝင်းနီးလေးစားတဲ့ဒီမထေကြီးမြောက်ကိုထေရဝါဒဂိုင်းလို့လည်းကောင်းအဲ့ဒါမှဝိထု7ပါးတီထွင်တဲ့တန်ခါတွေကိုမဟာတန်ခိကဂိုင်းလို့လည်းကောင်းခေါ်ကြပါတယ်မဟာတန်ခိကဂိုင်းကလည်းတီးရတန်ခါယရနာ တင်ကြပြန်ပါတယ်ဒုတိယသင်္ဃာယနာခေတ်ကစပြီးတော့တတိယသင်္ဃာယနာတင်တဲ့အာတောကမင်းခေတ်အထိ125နှစ်အတွင်းမှာထေရဝါဒကလည်း12ခိုင်း မဟာတန်ခိကခိုင်ကနေ6ခိုင်အသီးသီးခွဲထွက်ကုန်ပါတယ်။အဒီအခါမှာဗုဒ္ဓဘာသာအမိခံတဲ့ခိုင်တွေကမြတ်စွာဘုရားကိုထာဝရဘုရားထာဝရဘုံစသည်ဖြင့်အတွေးခေါ်တရားတင်များကိုဖန်တီးလာကြပါတယ်။ဒါကြောင့်မဟာမောက္ခလိပုဒ္ဒတိတ်တစတဲ့မထေကြီးတို့ကပါဠိပုတ်နေပြီးတော့မှအာတောကမင်းကိုအပီပြုတ်ပြီးတော့တတိယသံဃာယန္တနာတင်ကြရပါတယ်။ မူရင်းတရားတော်ကိုမလိုက်နာခြင်းနဲ့တန်ခါများကလည်းတီးကြတုတ်ဝင်းဒီအဘိဓမ္မာတို့ကိုတီထွင်ပြီးတော့တီးကြတန်ခါယရနာတင်ကြပြန်ပါတယ်အယူဝါဒအကျင့်သိက္ခာမှာအလွန်အမင်းကွဲပြားခြားနာလာကြပါတယ်အာတောကမင်းရဲ့နောက်ကာလမှာအိန္ဒိယပြည်မှာလူမျိုးအသီးသီးမင်းဆက်အမျိုးမျိုးဝင်ရောက်လာကြတော့စုံကမင်းဆက်ပုရှမီတ မင်းလက်ထက်မှာဗုဒ္ဓသာသနာတော်များစွာဆုပ်ယူခဲ့ပါတယ်။ဗြဟ္မဏဘာသာကိုစာပေသစ်တွေနဲ့ပြန်လည်အမွှန်းတင်ခဲ့ပါတယ်။ဗုဒ္ဓဘာသာအမိခံထားတဲ့တပတ်တိဝါရခိုင်းကလည်းကျမ်းစာမျိုးမျိုးရေးသားပြီးတော့အချင်းချင်းအငင်းပွားကြတဲ့အတွက်ဂျာလန္တရမျိုးမှာကဏီရှကမင်းကြီးနဲ့ဝတုမိတ်တအတ္တခောတာမထေကြီးတို့ဦးစီးပြီးတော့တန်ခါယန္တနာတင်ခဲ့ကြပြန်ပါတယ်။ဒီခါမှာဝိပယရှခေါ်တဲ့မဟာယနအထက်ကရာကြီး၃ချမ်းကိုပြုစုပြီးတော့ ဝိပါရှာခိုင်းဆိုပြီးတော့ကွဲပြားခဲ့ပါတယ်